ကျွန်တော်အနေနဲ့ဒီစာဘွန်ဆိုင်နဲ့ပတ်သက်ပြီးတော့ဘွန်ဆိုင်စိုက်ပျိုးနည်းနဲ့တင်းတင်းပြုပြင်နည်းနောက်ဘွန်ဆိုင်တရားတက်နောက်ဘွန်ဆိုင်ပုတ်တွေးပေါ်လေအရှင်းမြတ်စိုက်ပျိုးနည်းများနဲ့အသုံးများသောအပြင်မျိုးစိတ်များဆိုပြီးတော့ရင်မောင်မျက်ရှိရင်နာမည်နဲ့စာအုပ်သုံးဝသုံးထုတ်ဝေပြုပါတယ်ဒါလွန်ခဲ့တဲ့2008ခုနှစ်ကစပြီးတော့ထုတ်တာနောက်နောက်နှစ်နှစ်ချာသုံးနှစ်ချာမှာတအိုးစီတအိုးစီထပ်ရေးပြီးနေတယ်ခုလောဆယ်သုံးအုပ်ဖြစ်သွားပါပြီ ျွန်တော်တို့ရဲ့ hobby channel မြန်မာဆိုတာမြန်မာနိုင်ငံမှာရှိတဲ့စိတ်ဝင်စားဝေးရာဗောဓနာပေါင်းစုံကိုရိုက်ကူးတင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်။ဒါကြောင့်မလို့ season ကောင်းတွေကိုအများအားလက်မလွတ်တမ်းကြည့်ရှုရအောင်ကျွန်တော်တို့ရဲ့ hobby channel မြန်မာ Facebook page လေးကို like and follow လုပ်ထားပြီးမမေ့ပါနဲ့နော်။ကဲ season လေးကိုဆက်ကြည့်လိုက်အောင်။အာဒီစာအုပ်ကတော့ပထမဆုံးစပြီးတော့ရေးတဲ့စာအုပ်ပဲ။နောက်ဒုတိယတတိယကတော့နောက်နှစ်နှစ်ကြာပြီလောက်ထပ်ပြီးတော့ထုတ်ဖြစ်တယ်။ဆိုတော့ဒီစာအုပ်တွေနဲ့ပတ်သက်လို့ကျွန်တော် ပြောချင်တာကတော့ဒီစာအုပ်ပြောင်းပြောရင်တော့အများကြီးပြောရမှာဗျာဆိုတော့ရေးပြတဲ့အကြောင်းလဲကျွန်တော်စောစောကတခါပြောပြီးပါပြီဆိုတော့ဒီထဲမှာဒီစိုက်ပျိုးခြင်းနဲ့ထိမ့်သိမ့်ပြုပြခြင်းကတော့အခြေခံစာအုပ်လေးပါဒါကတော့ဒီစိုက်ပျိုးစတင်စိုက်ပျိုးမဲ့လူတွေအတွက်ဒါလိုအပ်တဲ့အခြေခံသိရမယ့်အချက်တွေပေါ့မြေဆက်မြေအကြောင်းပေါ့ပန်းဝဲထဲမှာထည့်ဆိုင်မဲ့ဆက်မြေအကြောင်းဘုံတိုင်းတွေရဲ့အပင်ဘုံဘုံတိုင်းဆိုင်တွေပေါ့ဘုံတိုင်းဆိုင်အပင်ပုံစံတွေပေါ့လေဒီပင်မီစတိုင်တို့ဖော်မယ်အဘရက်စတိုင်တို့ တည်တည်မတ်ထောင်တဲ့စတိုင်တို့၊ကွေးကောက်ပြီးတော့တည်တည်မတ်ထောင်တဲ့စတိုင်တို့စသဖြင့်စတိုင်မျိုးမျိုးအကြောင်းအခြေခံအပြင်တင်ပဲ။နောက်ဘုံတိုင်းလုပ်ပုံလုံးကြီးပေါ့ဘယ်လိုဝါယာပတ်ရတယ်၊ဘယ်လိုအကိုင်းခက်တွေမွေးရတယ်၊ဆိုတော့ရွယ်ဥဘယ်လိုထားရတယ်၊နောက်ပြီးတော့ဗာမြေဩဇာတွေဘယ်လိုမြေဩဇာတွေသုံးသင့်လဲဆိုတဲ့အကြောင်းကြီးတယ်။နောက်ဒုတိယဖြစ်တဲ့ဘုံတိုင်းတရားတည့်ဆိုတာကတော့ကျွန်တော်စရေးတုန်းကကျွန်တော် English English စာအုပ်လေးတွေရှိတယ်ပေါ့ဗျာ။ဘုံတိုင်း101ဆိုတဲ့စာအုပ်လေးတော့ဖတ်မိတယ် တော့သူကတော့တကယ်ဟို101ဆိုတဲ့ကျွန်တော်ဒီစာအုပ်ရဲ့ဟိုမှာလည်းအမှားစာမှာလည်းကျွန်တော်ရေးထားပါတယ်101ဆိုတဲ့အတိုင်းပဲလူပြခြင်းနဲ့ information ပေါ့ဒီအချက်အလက်လေးတွေကိုတိတိကျကျနဲ့လူချင်းတဲ့အချက်လေးပေါ့အကြောင်းအရာတခုဆိုရင်စာလေး၃လေးချောင်းနဲ့အပြီးရေးထားတာတွေ့ပါတယ်စာအုပ်လေးကလည်းတိတိလေးပဲကျွန်တော်လည်းအဲ့လာမျိုးအားကြပြီးတော့အလွယ်တကူတိအောင် refer လုပ်လို့ရအောင်ဆိုပြီးတော့ကျွန်တော်လည်းတရားတစ်ချက်ဘုန်းကြီး101အမိခံပြီးတော့ရေးမယ်ဆိုပြီးတော့ကျွန်တော်တိတိစေခြင်းနဲ့အကြောင်းအရာတွေကျွန်တော်ရေးတာပေါ့ဗျာ အဲ့လိုရေးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကမထိန်းနိုင်တော့ဘယ်နဲ့ဇာကြီးရဲ့အတွေ့အကြုံလည်းတိတ်မရှိတာပဲပါတာပေါ့လေဆိုတော့ဟိုဟာကိုကျွန်တော်စီတယ်ရှိတာလေးတွေလိုက်လိုက်ရက်ရက်ရေးနေစာတွေကများသွားတယ်ဆိုတော့ခေါင်းကျင်တစ်ခုကိုပဲကျွန်တော်ကတပိုက်လောက်တပိုက်လောက်ရေးလိုက်အစေးပေါက်ပြိုးပင်ကလက်တွေ့ပုံစံပြုလို့ပုံအစားရှိပြီအဲ့လိုခေါင်းကျင်လေးတစ်ခုရေးလိုက်တိုင်းစာမျက်နှာတစ်မျက်နှာလောက်နှစ်မျက်နှာလောက်ပါပါသွားတော့ဆိုတော့ short sentence ဟို short paragraph short paragraph ပေါ့အပိုက်တိုလေးတွေမှဖြစ်တော့ဘယ်နဲ့အပိုက်ကြီးတွေဖြစ်သွားပြီးတော့ တော့101ရဲ့အနှစ်သာရမပေါ်တော့ဘူးလေဆိုတော့အဲ့ဒါလေးတော့ကျွန်တော်ပြောထားချင်ပါတယ်ရေးရင်းနဲ့လက်လွန်သွားတာပါတော့နောက်ဆုံးစာအုပ်ကတော့အစင်းမြင့်စိုက်ပျိုးနည်းနဲ့အတူများတဲ့အပင်မျိုးစေ့ဆိုတာအဲ့ဒီထဲမှာတော့ကျွန်တော်တို့ကျွန်တော်စာရေးတဲ့အချိန်ထိအောင်ဘုံဆိုင်ကဘုံဆိုင်စိုက်ပျိုးရေးအခုလောက်မထုံးကားသေးဘူးဗျဗမာပြည်တပီလုံးတစ်ခဲနဲ့ဝိုင်းပြီးတော့စိုက်ပျိုးကြတယ်ဆိုတာမရှိသေးဘူးမရှိတော့ကျွန်တော်တို့ဒီကျွန်တော်တို့နဲ့နီးရနီးရတိတွေ့ရဘူဟုတ္တရလေးတွေလူတိုင်းသိအောင်ဆိုပြီးတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့မန္တလေးကကိုစိုးဦး မော်လမြိုင်ကကိုသားကြီးပေါ့အခုဆိုလဲသူတို့ဆရာကြီးတွေပါပဲဆိုတော့သူတို့စီကိုဆက်သွယ်ပြီးတော့ခင်ဗျားတို့ရဲ့ဘုဟုတုဒ္ဒတွေကိုမျှဝေပေးပါကျွန်တော်ဟိုဟိုဖြစ်တဲ့ဟိုဘောအုံနောက်ဖောက်ထားတာတော့မဟုတ်ဘူးပေါ့ညာဒါအကူကြီးတောင်းတာပါဟိုဘွန်တိုင်းလောကအတွက်အထောက်အကူဖြစ်အောင်ဆိုတော့ကိုစိုးဦးကိုကျွန်တော်စာမူလေးတစ်ခုတောင်းတယ်ကိုသားကြီးကိုလည်းစာမူလေးတစ်ခုတောင်းတယ်ကိုစိုးဦးကတော့တဘာဝအပင်ကိုတူးပြီးတော့စိုက်တဲ့နီးကိုသူကတော့ဘယ်လိုသူ့ရဲ့အတွေ့အကြုံလေးတွေသူမျှဝေပေးတယ်ကိုသားကြီးကတော့ညောင်မင်းတွေကို လေးငါးနှစ်အတွင်းပေါ့သူကတော့ဟိုငါလေးနှစ်လို့ပြောပါတယ်ဆိုတော့တကယ်လို့ရင်တော့တကယ်ပြီးပြီးပြင်ဖြစ်ရင်တော့နောက်ထပ်နှစ်နှစ်လောက်တော့တခြားရတာပေါ့လေအဲ့လေးနှစ်အတွင်းမှာညောင်မင်းတပင်ကိုဝန်ဆိုင်ဖြစ်အောင်လုပ်နိုင်တယ်ဆိုပြီးတော့သူကရေးပြီးတော့စာမူလေးရေးပေးပါတယ်ဆိုတော့သူတို့ကိုဦးစားပေးတဲ့အနေနဲ့သူတို့စာမူတွေကိုဒီစာအုပ်ထဲမှာဒီတတိယစာအုပ်ထဲမှာစာမူတွေကိုသူတို့ရေးသားချက်အတိုင်းပဲကျွန်တော်ဘာမှတိဖြတ်ပင်တင်တာဟောစလုံးမောင်းမားတာအထားအတူလေးလွဲတာတော့ပဲကျွန်တော်ပြင်ဆင်ပြီးတော့ထည့်ပြီးတော့ပုံနှိပ်ပြီးတော့ထုတ်ဝေထားတာပါ တော့ဘုံတိုင်းစာအုပ်တွေဟာဒါကျွန်တော်စေနာနဲ့ရေးထားတာဖြစ်တဲ့အဆောက်ဆိုတော့တည်ကျင်တဲ့လူတော်တော်များများလည်းဒီစာအုပ်လေးတွေဝယ်ပြီးတော့အားပေးကြပါတယ်ဒီစာအုပ်တွေနဲ့ပတ်သက်တဲ့ information ကတော့ကျွန်တော်ပြောချင်တာတော့ဒီလောက်ပါပဲကျွန်တော်နောက်တစ်ခုကျွန်တော်တည်တာကတော့ဒီ hobby channel မြန်မာကနေပြီးတော့ထုတ်လုပ်တဲ့ဒီဘုံတိုင်းနဲ့ပတ်သက်တဲ့ video တွေမှာ video strip လေးတွေကိုကနေပြီးတော့ဒီစာအုပ်တွေကိုဝယ်ချင်တယ်ဘယ်လိုရယူရမလဲဆိုပြီးတော့ဆက်သွယ်မေးမြန်းတာတော်တော်များများရှိတယ်လို့သိရပါတယ်။စာအုပ်တွေကလည်းဝယ်ရတာဒီအနှံ့ပြ ဖြန့်ဖြန့်ထားတာမဟုတ်ဘူးပေါ့လေကျွန်တော်မျိုးမျိုးဆက်တဲ့စာပေဖြန့်ချည်ရေးဆိုပြီးတော့ကိုစလဲကိုပဲကျွန်တော်ပေးပြီးတော့ရောင်းပါတယ်သူကလည်းဒီအနေအနေခေအနေထားရဟိုလိုက်ပြီးတော့ဟိုပို့ဒီပို့မပို့နိုင်တဲ့အတွက်သူ့စီကိုပဲဒါလိုက်မှာယူဖို့လိုပါတယ်သူနဲ့ပတ်သက်တဲ့ဖုန်းနံပါတ်လေးကိုလည်းပဲဒီ hobby hobby channel မြန်မာကနေပြီးတော့ဒါသူပေါ်ပြပေးတဲ့ခါမှာအဲ့ဒီဖုန်းနံပါတ်အတိုင်းဆက်တော်ဝယ်ယူနိုင်ကြပါတယ်ခင်ဗျ